ကျိုင်းတုံမြို့နိုင်ရုံးစာရေးသားနီးတရင်ရေးသားနီးနဲ့စာကြည့်လိုက်ပညာသင်တန်းတစ်မြင့်ဆောင်2025သင်တန်းဖွင့်လှစ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဖွင့်လှစ်သည့်ရုံးစာရေးသားနီးတရင်ရေးသားနီးနဲ့စာကြည့်လိုက်ပညာသင်တန်းတစ်မြင့်ဆောင်2025ဖွင့်ပွဲကိုဇွန်လ6ရက်နေ့နဲ့9နာရီကအဆိုပါရုံလူမှုခြေပြုဘူဌာန Community Center ခမ်းမတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ တင်နန်းဖွံ့ဖွဲတွင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတွဲဘက်ပြည်နယ်ုံချိုင်းတုံမှဒုတိယညွှန်ကြားရေးမှူးဦးအပြည့်ခေါ်ဦးအေးမောင်ကအမှားစကားပြောကြားပြီးချိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးစိုးနိုင်ကတင်နန်းဖွံ့လျက်ရသည့်ရွေးချယ်များရှင်းလင်းပြောကြားပါသည်အဆိုပါတင်နန်းတို့ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတွဲဘက်ပြည်နယ်ုံချိုင်းတုံချိုင်းတုံခရိုင်ယုံ မိုင်းရန် မိုင်းခတ်မိုင်းပြင် တုံတာမြို့နယ်မြို့ယုံများမှဝန်ထမ်း15ဦးတက်ရောက်ပြီးဇွန်လ6ရက်မှ12ရက်နေ့အထိတင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။